စကားစအချမ်းဖတ်တွေဟာတင်းနီလာအေးကိုလည်းတရုတ်အကူအညီနဲ့เนาะဒီလိုမျိုးအဲလူများပြောဆိုအောင်လုပ်ပြီးပြီဖြစ်တဲ့အတွက် အခုညီနောင်သုံးပေါ်မှာအင်အားအကြီးဆုံးဖြစ်တဲ့ AA ကိုထိုးနှက်ပါတော့မယ်အဲ့တော့ရခိုင်ညီမောင်နှမတွေเนาะတော်လန်ရေးစိတ်ဝင်စားတဲ့ရခိုင်မောင်နှမတွေเนาะတော်လန်ရေးကို အာလေးလာနေတဲ့ရခိုင်မောင်နှမတွေအမှန်တရားပါ အမှန်တရားကိုကြိုက်တဲ့ရခိုင်မောင်နှမတွေ ਨੇ เนาะဒီဘက်ကနေပြီးတော့ကျမတို့အာစာလိုလိုပါစာလိုလိုလုတ်ပြီးတော့သူတို့မွေးမြူထားတဲ့เนาะသူတို့ training ပေးထားတဲ့အဲလောက်ကောင်ကဟိုဘက်ကဒီဘက်ကရှိတာအဲ့တော့ဒီဘက်ကအဲအစ္စလာမ်မောင်နှမတွေ ਨੇ အသွင်မျိုးဖန်တီးပြီးတော့ဒီလူမျိုးရေးစိတ်သက်ပြင်းထန်တဲ့ ဒီညီကိုတွေနဲ့ဒီရခိုင်သားခြေတွေနဲ့ဒီအစ္စလမ်ညီကိုတွေနဲ့ကိုရန်တိုက်ပေးဖို့သူတို့ရဲ့ technique ပြောင်းလာပါပြီသူတို့အများရန်လဲလောက်ပါတယ် technique ပိုအားများလာပါတယ်ဘာလို့လဲဆိုတော့ဟိုဘက်ကညီနောင်သုံးပါမှာတော်လိုင်းရေးကာလမှာကျွန်တော်တို့ပြည်သူတွေက NUG အဲ lobby အညံ့စားတွေရဲ့ mindset ကြောင့်เนาะကျွန်တော်တို့မောင်နှမတချို့ကเนาะຫນွေဦးနဲ့ နေဦးနဲ့အာဒီညီနောင်သုံးဖို့ကိစ္စက မတူဘူးလို့မဆိုင်ဘူးဆိုပြီးတော့သူတို့စစ်တပ်ကလည်းအယောင်လုတ်တက်တယ်မေလိုတပ်ကလည်းအယောင်ဖန်ဆင်းခဲ့တယ်ဒီဘက်ကအန်ယူဂျီကဦးကြောင်ကြောင်နဲ့ဘာတွေမှမသိတဲ့လူတွေကလည်းထင်ခဲ့တယ်ဒါပေမဲ့ကျမတို့ຫນွေဦးကာလမှာပဲသူတို့ တိုက်လို့ရပါတယ်လို့ဒီညီကိုတွေကလည်းပြောတယ်နော်အဲ့ဒီမှာကြာဆုံးသွားတဲ့လူတွေကိုကလေးတွေတေသွားပြီဆိုပြီးတော့အီအောင်ကဂျန်လီတွေလည်းရှိပါတယ်ကျမတို့တိုင်းပြည်မှာ လူငယ်တွေနေမရတာဟာအဒီညီတော်သုံးပေါ်ကြောင့်လည်းမဟုတ်ဘူးကျမတို့ရဲ့ပြည်သူကာကွယ်ရေးတပ်ကြောင့်လည်းမဟုတ်ဘူးဒီဒီလူငယ်တွေတိုင်းပြည်မှာအသက်ပေးရင်ပေးမပေးရင်တိုင်းပြည်ပြည်ပကိုထွက်ပြေးကြဟာထွက်ပြေးကြရတာဟာစစ်အာဏာရှင် အာဏာယူတသက်ရဲ့ရက်ဆက်ရုပ်မှမှုကြောင့်ပါမြင်အောင်ကြည့်ပါ ကျမတို့ဒီအတိုင်းရင်းသားညီကိုတွေတိုက်လို့သူ့ဘာသူကလေးတွေကသူတို့အသက်ကိုပေးပြီးအလုံးလုံးနေကြတာဖြစ်တဲ့အတွက် ကလေးတွေတည်တာပဲအဖတ်တင်နေဆိုတော့အီးရောင်ဝါရောင်60ဂျန်လီတွေစကားကိုလည်းမယုံပါနဲ့သူတို့တဲမှာလည်းအီးရောင်ဝါလူတွေအများကြီးပါသူတို့ကဒီနေ့မအေလိုပြုတ်စိုးဝင်းတက်လဲစိုးဝင်းကိုအဘာတက်ချုပ်ကြီးခေါ်မဲ့လူစန်းစားတွေကဲလို့ကျမတို့ပြည်သူကာဝေးတက်တွေအနိုင်ရရှိလို့ကျမတို့ဓမ္မဘတ်တော်သားတွေနိုင်လို့ဒုတိယလွတ်လပ်ရေးရသွားရင်လဲတက်လာတဲ့သမရဖြစ်ဖြစ်ရက်ွက်ထဲမှာ နော်တက်လာတဲ့အာနာရှိတဲ့လူကိုပဲဖြစ်ဖြစ်သူတို့ပေါင်းအောင်မှာရောအောင်မှာရောကြိတ်အောင်မှာဖြစ်တဲ့တော့ဒီရောင်60ရဲ့စကားနောက်ကိုလိုက်မသွားပါနဲ့ဘာသာရေးတွေအစွန်းမရောက်ပါနဲ့လူမျိုးရေးအစွန်းမရောက်ပါနဲ့နိုင်ပြီးသားဖြစ်ပြီးသားအဖွဲ့ကို နိုင်တယ်လို့ဂုံပြူပါဂုံယူပါလေးစားပါနော်ပြန်ပေးလိုက်ရတဲ့တင်ဒီလာအေးတို့တအောင်းတို့ဒီ MND တွေတို့လည်းစွဲမချပါနဲ့ဒါဟာလေကျမတို့ ဒီညီကိုတွေချင်းချင်းကိုကျမတို့က135မျိုးနေထိုင်နေရတာဖြစ်တဲ့အတွက်ဒီလို135မျိုးလုံးတိုက်ပွဲခေါ်ဆောင်နေဆိုတာမရှိပါဘူးနော်135မျိုးလုံးဒီညီကို3ယောက်လိုမျိုးဝုံတိုင်းကျဲတာမလုံနိုင်သေးပါဘူး။ဘာကြောင့်လဲဆိုတော့ငွေကြေးရရရောတက်အင်အားစုစည်းမှုရရောဒါကြောင့်မှာတကယ်လို့နိုင်နာတဲ့ဒီဒီညီနောင်3ပေါ်ကိုနော်ဟိုဂုံပြူစီရင်တော့ဂုံပြူရမယ့်အချိန်တော့ဂုံမပြူခဲ့ပဲနဲ့အဲ ဟိုပြန်လဲပေးလိုက်ကောစကားပြောတိတယ်မလားလူငယ်တွေတည်သွားတာပဲဖတ်လူငယ်တွေကိုနေမရအောင်တည်သွားအောင်လုပ်တာဟာဆရာနာရှင်မှာပဲတင်းဒီလာကြီးလည်းမဟုတ်ဘူး TNL လို့ခေါ်တဲ့တင်းဒီလာကြီးလည်းမဟုတ်ဘူး MNDA လည်းမဟုတ် AA လည်းမဟုတ်မြေပြင်မှာရှိနေတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်လည်းမဟုတ်ဘူးစစ်အာဏာရှင်အမျိုးရုပ်မိမဆုံးမဖမဆုံးမဘာမှန်းမသိတဲ့ဟီတီအော်တပတရားမသိတဲ့တရေရုပ်တွေကြောင့်ကျွန်တော်တို့လူငယ်တွေနေမရတာပါ လူငယ်တွေဒီလိုသေဟာတာဟာဒီတင်ဒီလာရေးကြောင့်လည်းမဟုတ်ဘူးဘလိုတွေပေးဆက်ထားပြီးတော့ဘလိုတွေသေဝါးတာကြောင့်လည်းမဟုတ်ဘူးသူတို့အသာရှိရင်ကျမတို့မျိုးဆက်နောက်မျိုးဆက်နောက်ဖြစ်လာမဲ့လူငယ်လူငယ်တိုင်းဟာအဲ့ဒီလိုမျိုးပဲအသေးဆိုးနဲ့သေကြမှာပါရန်ကုန်မြို့မှာအဲလူလက်ပိုင်းတယောက်ကျိုးဆဲချသေသွားတာတွေ့တယ်မလားဒါတာစစ်ဖြစ်နေတာလည်းမဟုတ်ဘူးနော်စစ်ဖြစ်တဲ့ဒေသလည်းမဟုတ်ဘူးနော်တင်ဒီလာရေးကြောင့်သေတာလည်းမဟုတ်ဘူးဒီလိုမျိုး depression great depression ဖြစ်ပြီးတော့ကိုယ့်ဘာကိုလုံးကြံကိုယ့်ဘာကိုတတ်သိသွားရတဲ့အဖြစ်မျိုးပါဒါဟာစေအာနာရှင်တတိုက်ရဲ့အာနာယူမှုကြောင့်ပါမြင်အောင်ကြည့်ပါရှင့်ရံမဖြစ်ပါနဲ့အစွန်းအရှာမခံနိုင်တဲ့ဇကားတွေမပြောပါနဲ့မငင်းပါနဲ့ကိုမှန်နေပေမဲ့အသက်၄၅၀တိုင်းကအသိဉာဏ်ရှိပြီးသားဖြစ်တဲ့အတွက်ကိုယူထားတဲ့မူဝါဒကိုသူများကလိုက်နာအောင်မကြိုးစားပါနဲ့ သူတို့ဒီလဲအမှန်တရားဘတ်တော်သားများဖြစ်ရင်စကားကိုရှော့ပြောလိုက်ပါငါမှန်တယ်ငါစကားအမှန်တယ်ငါ့ကိုလူတွေလက်ခံနိုင်လူတိုင်းလက်မခံပါဘူးသူတို့ရဲ့အယူဝါဒလည်းအာနာရှင်ပြုတ်ကြရေးပါပဲကျမတို့ရဲ့အယူဝါဒလည်းအာနာရှင်ပြုတ်ကြရေးပါပဲလူငယ်အသက်ရှင်ရေးပါလူငယ်ပညာတတ်ရေးပါလူငယ်တွေတမရဖြစ်ရေးပါရှင့် အမူဝါဒတွေအကျင့်ကြံနေတဲ့ခင်မိုးပြောတာမှန်တဲ့နင်တို့လိုက်လို့ဆိုတာမျိုးမဟုတ်ဘဲနဲ့ခင်မိုးလည်းတော်လန်ရေးလုပ်နေတယ်ငါတို့လည်းတော်လန်ရေးလုပ်နေတယ်မိမင်းအောင်လိုင်းအာနာရှင်မအေလို့တတိုက်ပြုတ်ကြရမယ်ဆိုတော့တော်လန်ရေးစိတ်ကိုမပြောက်ပါစေနဲ့လူငယ်တွေအတွေးခေါ်မမားပါစေနဲ့နောက်ပြီးတော့ live လုပ်တဲ့လူတွေနော် live လုပ်တဲ့လူတွေဘယ်တော့မှစစ်ကောင်စီကလူကိုကို live ပေါ်မှာတမ်းမကြည့်ပါနဲ့စကားပေးမပြောပါနဲ့ ကမ်ပိန်းလုပ်တာဆိုရင်တော့မတည်ဘူးကမ်ပိန်းကငွေလူမယ်လို့ပြောလိုက်ရင်တချို့ကခလေးတွေကစကားပြောချင်မှာပဲဆိုအပေါ်တင်ပေးတာရှိတယ်ဒါပေမဲ့ဒီဘိတ်တွေရောကမ်ပိန်း sorry live တွေရောဘယ်တော့မှစစ်ကောင်စီရဲ့လူတွေကိုအပေါ်မတင်ပေးပါနဲ့ကျမဆိုရင်ဟိုအချင်းများကိုစီမှာဆိုတော့ဟိုအယောင်ဆောင်ကောင်တော်ကျမဘယ်တော့မှစကားရှင်မပြောဘူးသူများနဲ့ live လုပ်နေတယ်ဆိုရင်အဲ့ဒီ live ပိုင်းရှင်ရောအဲ့ဒီအကောင်ရှိတဲ့ရက်ကွက်ကိုဘယ်တော့မှမသွားဘူးဘာဖြစ်လို့လဲသိလားတမ်းမညီလို့ တမ်းမညီတဲ့လူနဲ့ဘတော့ပြောပြောဘတော့မှကျွဲပါဆောင်းဒီဟိုဗဒကဘာမှာဖះနောက်တဖះပွင့်သွားရင်တောင်မှအဲ့ဒီအပိန်းနေရအဲ့ဒီပိန်းနေမှာပဲစစ်ကြုံဖြစ်ရှင်တဲ့လူတွေကမေလို့ဝီစီကပြန်တက်လာလို့ဟိုခွေးဖြစ်လိုက်နွားဖြစ်လိုက်လဲခွေးမှာကျွန်ဖြစ်ပြီးတော့နွားမှာကျွန်လိုက်ခံမဲ့လူတွေပါတိတိဒီလောက်ဆိုရင်တိပါပဲပြတော့ကိုနဲ့တမ်းမညီတဲ့ဒီစစ်ကောင်စီရဲ့လောက်ကောင်တွေကိုကိုယ့်ရဲ့ live ပေါ်မှာပြင်မပြောပါနဲ့ဘာလို့လဲဆိုတော့ သူတို့ရဲ့စကားလုံးတစ်လုံးဟာကျမတို့40ကျော်တွေကိုတိုးမပေါက်ပေမဲ့လူငယ်တွေလူငယ်တွေကသူတို့စကားဝိုင်းအောင်မတော်ဘူးလူကျမတို့လိုတော်လန်ရင်အားတက်တဲ့လူတွေရဲ့စကားဝိုင်းအောင်ပဲလူငယ်တွေကလာနာထောင်လေးရှိတယ်အဲ့တော့လူကြီးတွေ40ကျော်ပြီးသားညီကိုတွေမောင်နှမတွေเนาะ ငါတို့ကဒီလိုလေးပြောလိုက်ရင်တော့ဘာလေးဖြစ်သွားမှာပဲဆိုတဲ့အတွေးခေါ်မျိုးလုံးဝမရှိပါသေးနဲ့တော်လန်ရင်းမှာအားဆိုင်ပြီးသားဖြစ်တဲ့လူငယ်တွေပါရောင်ဝါးဝါးမှောင်ဝါးဝါးဖြစ်သွားတတ်တယ်လူငယ်ကအသက်အစိတ်အောက်ပဲရှိပါသေးတယ်သူတို့ရဲ့ဆွဲဆွဲဆောင်မှုနဲ့ပါသွားစာရေးလာလောက်ကတော့ပါမသွားဘူးလူငယ်တွေကစာရေးလာလောက်နဲ့တော့လူငယ်တွေကလည်းပါမသွားဘူးသူတို့စာရေးလည်းဖတ်ချင်မှဖတ်တာနော်ကျမတို့လူကြီးတွေအသက်40ကျော်ပြီးတော်လန်ရင်းအားဆိုင်နေတဲ့တထောင်တနေရာမှာ အတတရောဝင်ပါနေတဲ့ညီကိုတွေ live လွှင့်ရင်အဲ့ဒီစောက်ပေါ်စောက်ယူစောက်ကန်းနေနဲ့ရှင်းမပြောပါနဲ့သူတို့ရဲ့စကားတလုံးဟာကျမတို့40ကျော်တွေကိုတိုးမပေါက်ဘူးအမှန်တရားချင်းတူတူလာတော့မှခင်မိုးပြောတာကိုလူကြီးလူလူကြီးတယောက်နေနဲ့လက်ခံခြင်းမှလက်ခံမှာဒါပေမဲ့လူငယ်တွေမှာအရန် effect ဖြစ်ပါတယ်ကိုရကိုက live ပိုင်ရှင်ဖြစ်ရင်စကားစလူတွေကိုစကားပေးမပြောပါနဲ့သူပါသူအောက်ကမှန်တာခလေးတွေလည်းရီယုံမရှိတာ နော်စကားပေးပြောလိုက်တာနဲ့ကလေးတွေကမှောင်ဝါဝါရောင်ဝါဝါဖြစ်တတ်တယ်။ဟိုတနေ့ကဆိုဟိုကောင်းတကောင်းငါနှစ်နှစ်ခွဲတာဝန်ထမ်းဆောင်လာတာတဲ့ငါဘာညာကွိကွာဆိုအဲ့ဒီလိုတာဝန်ထမ်းဆောင်လာတယ်ဆိုတဲ့လူတွေလည်းမယုံပါနဲ့။တခြားတိုင်းပြည်ရောက်နေပြီးတော့ဒီတော်လိုင်းရင်းမှာဘာမှမလုပ်ဘဲနဲ့ရောင်ဝါဝါမှောင်ဝါဝါနဲ့ကမ်ပိန်းလိုက်ဖြတ်နေတဲ့လူတွေရှိသလိုကမ်ပိန်းထောင်စားနေတဲ့လူတွေလည်းရှိပါတယ်။နော်ကျမဟာငါးကောင်ရဲ့နော်ဟာငါးကောင်ရဲ့ အာဟာတာလေးတင်ထားပါတယ်။စရင်းရှိတဲ့ငွေမရှိတာမျိုး မဖြစ်ပါစေနဲ့။ဒါကမ်ပိန်းကိစ္စပါ။ဒါပေမဲ့ကမ်ပိန်းမဟုတ်ဘူး။ဒေါ်လာရေးတက်ကြွတဲ့ကျမတို့အသက်40ကျော်မောင်နှမတွေဒေါ်လာရေးအာအားဆိုင်နေတဲ့မောင်နှမတွေဘယ်တော့မှလူမျိုးရေးမဆွေးနွေးပါနဲ့။နော်သူတို့ကကျမတို့ရဲ့ flow တွေကိုဝင်လာပြီးကျမတို့တက်ရှုတင်ခွဲပါလိမ့်မယ်။နောက်ပြီးရင် live တွေထဲမှာစစ်ခွေးလို့ထင်ရတဲ့လူတွေအပေါ်တမ်းမညိပါနဲ့ပေးမပြောပါနဲ့ ကျမတို့40ကျော်တွေကသူတို့စကားရဲ့မာယာတွေခလုတ်ခတ်တင်းတွေအကုန်ရှောင်လို့ရပါမယ်။ကျမတို့ရဲ့ live တွေကိုနားထောင်နေတဲ့အသက်အစိတ်အောက်လူငယ်တွေမှုံဝါတုံဝါတက်ပါတယ်။သတိထားပါမောင်တော်မတွေအရေးကြီးပါတယ်။လေးစားပါတယ်။မိုင်းတို့ရှေ့ဆက်ပြီးတွားစရာတွေအများကြီးရှိပါတယ်။လူငယ်တွေရဲ့စံပြကောင် ဖြစ်ကြပါစေ။အရေးတော်ပုံအောင်အမည်